မြတ်စွာဘုရားလက်ထက်ကအနုမတူဆန်းနေနော်စိတ်ကူးရင်ဆန်းဆန်းဇလန်းတပုတ်ပေါ့ကောသလမင်းကြီးဆိုတာလွန်တရားမှညံနေတယ်ပြေးတယ်ရောင်းဟုတ်လားအဲ့ဒါတတိတိုင်းကလက်လေရင်းနေအမျိုးသမီးတယောက်ကိုမြင်တဲ့အခါအနုမတူမက်မောတယ်အဲ့ဒါနဲ့နော်ပိုင်ရှင်ရှိရှိစုံစမ်းတဲ့အခါမှာအိမ်တော်ရှိတယ်ဆိုတာအဲ့တော့မင်းကြီးကမလုပ်ဘူး ဒီဒဂမရဲ့အမျိုးသားကိုတတ်ပြီးတော့ဒီဒဂမကိုယူမယ်လို့ဒီလောက်ထိသူစိတ်ကကူးတာအဲ့ဒါနဲ့အဲ့ဒီလူကိုသူတည်လာပြီးတော့ခါစားရအပြစ်တွေ့ရင်ပတ်မယ်ပေါ့ဒါမှမဟုတ်ရောက်ကြဖြစ်တဲ့လူကလည်းတိတယ်တိတဲ့ခါကျတော့အပြစ်ကင်းအောင်နေတော့အပြစ်ကရှာလို့မရအဲ့ဒါနဲ့မလုပ်တော့ဆိုတော့တော်တော်ငွေတဲ့ရေကဘလို့မှပြန်ပြီးတော့အချိန်မီပြန်ပြီးတော့ရောက်မလာနိုင်တော့အောင်ဝေးတဲ့ရေကကအ ဘရုံမကျာနဲ့မြေနေကိုသွားယူကြီးမရေချိုးတဲ့အခါအဲ့ဒါကိုသုံးမြင်တယ်အချိန်မီရောက်မလာရင်တတ်မယ်ပေါ့အဲ့ဒါယောက်ျားဖြစ်တဲ့သူကမနဲ့မလင်းငယ်အောင်စထပြေးတာပြေးမှကြောက်တာဟုတ်အဲ့ဒါအချိန်မီပြန်လာနိုင်ဘုံကအတူတူကလေးပြောပြတာပါဇလန်းလေးအချိန်မီပြန်လာနိုင်တယ် तू ကတော်တော်လေးလူပါဒါပေမဲ့မင်းကြီးကအဲ့ဒါကိုတည်တယ်ပြန်လာနိုင်လို့ရှိရင်နော် तू အမှုရှင်သားတာမအောင်မြင်မဲနေမှာရှူ မြို့တကားကိုအစိုးကြီးပိတ်ခိုင်းတာဟောခုလူရောက်တော့တကားကပိတ်အဲ့လိုတိတယ်မင်းကြီးကသူ့ကိုကောက်ကြံနေတာဆိုတော့ဒီလိုကတိအဲ့ဒါနဲ့သူအချိန်မီရောက်တဲ့အကြောင်းကြွေးကြော်ပြီးတော့ငါဘယ်သွားနေရပါ့မလို့ဟိုရဟန်းနေရှိတဲ့နေရာအေးချမ်းနေရဟန်းနေရှိတဲ့နေရာဘေးကင်းနေရှုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိရရဟန်းနေရှိဇေတဝန်တောင်းရောက်သွားတယ်အဲ့ဒီတကားအဲ့ဒါမင်းကြီးကညရတော့အေးအဲ့ဒီမျိုးသမီးကိုဩငါတော့မနဲ့ရောက်ရင် ဒီလူကိုတက်ပြီးအဲ့ဒီအမျိုးသမီးကိုယူမဲဆိုတဲ့စိတ်နဲ့အိတ်အဲ့တော့ဘာဖြစ်တော့ညကြတော့နော်ကျုပ်ရောအလုံးကြောက်ပါလေအတန်ကြီးလေးမျိုးကြာဟုတ်လားဒုသနာဟောအလုံးမကြောက်မဲ့ပေါ်ရကောင်းတဲ့အတန်မင်းကြီးကဒီယာခနဲ့ရစ်နေတဲ့အတွက်ကြောင့်အိတ်မပြောဘူးညအဲ့ဒီအိတ်မပြောတဲ့ကြားထဲမှာအဲ့ဒီအတန်ကြီးကကြာကြားတဲ့ခါကျတော့ပိုးပြီးတော့အိတ်လို့မရတော့ အဲ့ဒါလင်းတာလင်းရောပြင်ရတာသူကမနေ့လင်းတဲ့အခါကျတော့ပညာရှိဘရဟိတ်တွေပါလေအကုန်ခေါ်ပြီးတော့ညာတုံးကငါဒီအတန်ကြီး၄ခုကိုကြားရတာဒါပါလေအဲ့ဒါဘရဟိတ်အမတ်ကလည်းပဲဘာလို့သူဘာမှမသိမသိဘူးလို့ပြောလို့လည်းသူမရဲဘူးအဲ့တော့ဘာလို့တော့ဆိုတော့ထင်မိထင်ရနော်မင်းကြီးအတွက်အသက်အန္တရာယ်ရှိတယ်။ဒါကြောင့်မလို့ စင်တရားမြင်းတရားစိတ်တရားနွားတရားသရိုးသားတရားသရိုးသမီးတရားအကုန်လုံးဖမ်းပြီးအဲ့ဒါတွေကိုတတ်ပြီးတော့လက်ချောင်းသွေးနဲ့ရစ်ပူဆိုလို့ရှိမိကြီးရဲ့အသက်အန္တရာယ်လို့လေတော့ကျောင်းဆရာဘုန်းနဲ့လူတော့သူမသိတာမသိဘူးပြောလိုက်ရင်ပြီးသွားတဲ့ကိစ္စဟုတ်လားအဲ့မိကြီးကလည်းညံနေတဲ့အခါကျတော့အဲ့မင်းနဲ့လင်းလင်းချင်းအကုန်လုံးအဲ့ဒါတွေကိုစုလူတွေပါပါတဲ့အခါကျတော့တမျိုးလုံးအုပ်အုပ်ကျဲကျဲဖြစ်တယ်ပေါ့ငိုကြယူကြဟုတ်လားကုန်းလို့အဲ့ဒါနိုင်ရင်မြန်မာဖမ်းတာ အဲ့ဒါကိုမလိကာမိဖေကတိတဲ့ကံဩအလွန်မိုက်တဲ့ရှင်မင်းနော်အစားကြီးတာလွယ်လို့ဘာမှသူတိတာမရှိအဲ့မင်းကြီးဒီဝင်ပြီးတော့မင်းကြီးပေါ်မှာလည်းအလွန်လွှမ်းမိုးနိုင်မလိကာမိဖေကဟုတ်လားအဲ့မင်းကြီးကိုရှူတောင်းဆူတဲ့ဘာလို့ဒီလိုလုပ်တာဘာမှမသိတဲ့ပုံသားတွေပြောတာဟုတ်တယ်မျိုးလုပ်တလောကလုံးမှာအကျဉ်းကျံရှိပြီတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်တော်ကြောင်းလိုက်မှာတရင်သုံးတယ်မင်းကြီးမသိဘူးလားသိသွားမေး အဲ့ဒီမှာအစောတည်းလေဒီနိုင်ရင်ပဲမှာဖန်တာတာတွေကိုတာတာထားခဲ့ပြီးတော့နော်မြင်းရင်တွေပါဒီဇထားတွေပါဒီစီးပြီးတော့တခါတဲ့အမြန်ဆုံးသွားရည်စွာပြန်ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုညာကြားရတယ်။အတန်နဲ့ကြီးနဲ့ရှားရတယ်။စကားလေးခုမတန်လေးမျိုးမြတ်စွာဘုရား။ဒါဆိုမြတ်စွာဘုရားဒါမင်းကြီးရဲ့အတန်အန်နဲ့စစ်ပေါ်လာတဲ့အတန်မဟုတ်ဘူး။ရိုးရိုးကြောက်ပါလေ။နောက်တထေသာလေးရောင် ရင်ဘောကအပရဒါရကံလွန်ကျူးခဲ့လို့ပရဒါရဆိုတာသူဘာရဲ့တာမရရဲ့ပေါ်မှာကျူးလွန်တော့စော်ကားခဲ့ငရေရောက်နေじゃんငရေသား၄ယောက်ရှိအဲ့ဒါအနှစ်၆တောင်းမှာတကြည်အပေါ်ကိုပြန်ပြီးတော့ပေါ်တယ်လို့ဆိုသပေါ်တဲ့အခါကျတော့သူတို့ချင်းချင်းလည်းသိပြီးတော့ဗဓမတယောက်ကဒါသူတို့ကဒုသနာတော်ဆိုတာကသူတို့ပြောကျင်တဲ့ဇကားရဲ့အစဆုံးဇကားလုံးလေးတွေ သူတို့ကဂါထာတစ်ပုဒ်လောက်နဲ့ပြောခြင်းအတိပ္ပယ်အကျဉ်းချင်းပြောရရင်တော့သူတို့ကမကောင်းတာတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မကောင်းသဖြင့်အသက်ရှင်နေရတယ်ဘလွန်ဆင်းရဲတယ်ဒီဆင်းရဲရဲ့အဆုံးကဘယ်တော့တော့အဲ့လိုပြောခြင်းလားဟုတ်လားအဲ့ပထမစကလုံးလေးပဲပြောပြီးတော့ပြန်မြုပ်သွားပထမငရေသားဒုဆိုတော့နေသွားတယ်နောက်တစ်ယောက်ကနာဆိုတဲ့စကားနဲ့စပြီးတော့ပြောမှာအဲ့နာတစ်လုံးပဲអော်လဲရတယ်မြုပ်သွား ဒုတာနာတော့အဲ့ဒါကိုမြတ်စွာဘုရားတော့အကုန်လုံးအတိပဲသူတို့ပြောတဲ့စကားလုံးပြောခြင်းတဲ့စကားတွေရဲ့အတိပဲတွေကိုအကုန်လုံးမြတ်စွာဘုရားဟောပြတာအဲ့လိုပြောတော့မှမင်းကြီးလည်းရှင်းလင်းသွားပြီးဒီနန်းရင်မြေမှာပန်းတာရစ်ပုံစုံပဲအဲ့ဒါဝါးတွေအကုန်လုံးကိုလွတ်တယ်ရမန္တိကတော်လို့ပေါ့အဲ့ဒါမန္တိကကိုအကြောင်းပြုပြီးတော့အဓမ္မဒိဏအချိန်လုံးကဓမ္မဒိဏမိဖုရားဖြစ်ခဲ့ဘူးလို့ဆိုပြီးတော့ဇတ်တော်နေမှာမြတ်စွာဘုရားဟောပါတယ်အဲ့ဒီမှာသောသောက ်နော်အမျိုးသားလည်းမြတ်စွာဘုရားရှိမှာတရားနာမင်းကြီးကလည်းရောက်နေအဲ့ဒါမင်းကြီးကပြောတယ်မြတ်စွာဘုရားညတော်ကအတန်ကြီးတွေကလည်းကျင်းအိတ်လို့ကလည်းမပြောမကောင်းတဲ့စိတ်တွေနဲ့အိတ်မပြောနေတာသူကဟုတ်လားအိတ်မပြောတော့ညတာဟာတပည့်တော်တွေအလုံးမရှိတာပဲသူ့အတွေ့အကြုံပြောတာနော်အဲ့ဒါနဲ့သုံးသပ်အမျိုးသားလည်းပဲအားချမခံ तू ကလည်းမြတ်စွာဘုရားအားကိုးနေပေါ့ထားပြီးတော့ तू ကလည်းမြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားမနေ့တုန်းက တယူဇနာခရီးဟာအလွန်ပင်ပန်းတဲ့တပည့်တော်အတွက်စေရောလူရောပင်ပန်းနေတာဆိုတော့ခရီးဟာအလွန်မှရှည်တာပဲဗျာပြန်မရောက်ရင်တတ်ခံရမှာလေဟောဇလားနှခွန်ရတယ်နော်အိမ်မပြောတဲ့လူအတွက်ညတာဟာရှည်တယ်တယူဇနာခရီးဟာပင်ပန်းနေတဲ့လူအတွက်ရှည်တယ်အဲ့ဒီမှာမြတ်စွာဘုရားပို့ပြီးတော့အနှစ်သာရပြည့်ဝတဲ့အသေးပင်တစ်ခုထပ်ပြီးတော့ထည့်လိုက်တဲ့သဘောပေါ့နော်ဒီကဇာကရတော်ရတိဒီကံတန်တန်ရောစံတဲ့ ဒီကောပါလာနတန်တာတော့တတ္တမအဝိဇ္ဇာနဲ့တက်ဟုတ်တယ်အိမ်မပြောတဲ့လူအတွက်ညတာရှိတယ်ခီးပန်းနေတဲ့လူအတွက်တယူစင်တာခီးရရှိတယ်အဲ့ဒါဒီထက်ပိုးပြီးတော့နားလေရမှာက